မမြဲတဲ့သဘောတရားကိုမြင်တွေ့လိုက်ရလို့အရင်လိုမဟုတ်ဖက်တဲ့ပြောင်းလဲလိုက်တဲ့မာရုတာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီ မာရုတာကတော့အရင်နဲ့မတူအောင်ပြောင်းလဲလာတဲ့ပုံစံကြောင့်လက်တလောမှာပရိသတ်စစ်ဝင်စားတာကိုခံရရတယ်လို့ချစ်ကျူတာကိုလည်းခံရရတာလေးဖြစ်ပါရင်မာရုတာကတော့ပရိသတ်အသေးများတဲ့ဇက်ဖို့တယောက်ဖြစ်ပေမဲ့စကားပြောတဲ့နေရာမှာထက်တမ်းမဆန်လို့ဆိုပြီးပရိသတ်တွေကြားမှာဝေဖန်စရာဖြစ်ခဲ့တာအလုံးလေးသိကြမှာပါပရိသတ်တွေကတော့သူ့ရဲ့အင်တာဗျူးကအပြုံးဆိုတွေကိုကြည့်ပြီးတော့ဇိုက်ဆန်တဲ့တယောက်ဆောင်တယောက်ဆိုပြီးတော့ဝေဖန်ခဲ့ကြတာလေးဖြစ်ပါရင်မာရုတာကအမှုပညာလောကကိုဝင်ရောက်ခဲ့တာနှစ်ချိန်တော်ကြာခဲ့ပေမဲ့ဆိုရှယ်မီဒီယာခေတ်ရောက်မှာဝေဖန် ံခဲ့ရတာလေးဖြစ်ပါတယ်။ငယ်စဉ်လေးကချောမောတဲ့ရုပ်ရည်ပိုင်ဆိုင်ထားတာကြောင့်မင်းသားပြည်တီဦးနဲ့တူတွဲပြီးတော့တရုတ်ဆောင်ခွင့်ရခဲ့ပေမယ့်ကံမကောင်းတာကြောင့်ဇက်ဖို့တယောက်အနေနဲ့သာရက်တီခွင့်ရှားခဲ့တာလေးဖြစ်ပါတယ်။မာယိုတာကတခိတခါမှာဇက်ဖို့တယောက်အနေနဲ့စကားတွေရှိုက်ကူးခဲ့ရပေမယ့်ထင်သလောက်တော့မအောင်မြင်ခဲ့ပါဘူး။သူကဇက်ဖို့တယောက်ပေါ်ပါနေစကားတွေရှိုက်ကူးခဲ့တယ်လို့အခုချိန်မှလည်းစကားချို့ပြန်ရိုက်ကူးနေပြီလေဖြစ်ပါတယ်။မာယိုတာကနမဲကြီးဇက်ဖို့တယောက်မဖြစ်ခဲ့တယ်လို့ခံမဲ့ပြန်လာချိန်မှလည်းဝေဖန်မှုတွေကိုတောက်လျှောက်ခံနေရတာလေးဖြစ်ပါတယ်။ မာရူတာကအမှုပညာလောကတွေကိုခံဖက်ပြန်ဝင်လာမယ့်အချိန်မှာအပြုံးစုံရင်ကျေးသလိုပုံစံဖြစ်နေကြပေမယ့်အချိန်ကြာလေစွာလီရိုင်းနေဖြစ်နေတာမလို့ပရိသတ်တွေကြားမှာဝေဖန်ခံနေရတယ်ဖြစ်ပါတယ်။စကားပြောရင်အစဉ်ရှိရှိမပြောတတ်ဘူးအပြုံးစုံရိုင်းနေဆိုပြီးတော့ပရိသတ်ကြားမှာကြေရထားခဲ့တာလည်းဖြစ်ပါတယ်။မာရူတာကအင်တာဗျူးတစ်ခုမှာ အင်တာဗျူးတဲ့သူတွေကိုနေနေငါနဲ့ပြောဆိုခဲ့သလိုရောက်ခမဖြစ်သူကတားလာစာမစားရဘူးဆိုပြီးကိုယ်စွာပြောခဲ့တာလည်းဖြစ်ပါတယ်။ဒါပြင်ကိုဥမာရုတာဆိုတဲ့ယောက်ျားလုပ်စာထိုင်စားနေတဲ့ခဏညံ့မိမမဘူးဆိုပြီးသူ့ကုံသူလည်းဖော်ခဲ့ပါသေးတယ်။ရုပ်ရည်နဲ့မလိုက်တဲ့ပြောရည်ကြောင့်ပြိသက်ကြမှာဝေဖန်ခံရတဲ့မာဥတာကတော့အခုချိန်မှာအရှာအလုံးကိုတရားသဘောနဲ့ရှင်ပြီးတော့လိမ္မာရင်ကျင်းနေပြီလည်းဖြစ်ပါတယ်။အပြောရိုင်းနဲ့မိမဆိုပြီးတော့ပြောခံခဲ့ရတဲ့မာရုတာကအခုဆိုရင်တဘာဝဘေးအန္တရာယ်မျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရတဲ့အန္တရာယ်တွေကြောင့်ဖျားတရားအလုပ်တွေကိုပို့ပြီးတော့လှုပ်လာ ခဲ့တယ်လို့အပြောဆိုရဲသိမ်းမွေ့လာပါပြီ။မာရိုတာကတော့မကြသေးခင်ကဖြစ်ပွားခဲ့တဲ့ငလင်ပေးမှလည်းကန်တရားကြောင့်ဘာမှမဖြစ်ခဲ့တာပါ။ ငလင်းဆိုးွားတဲ့နေရာမှာလူတတော်များအန္တရာယ်ဖြစ်ခဲ့ပေမယ့်မာရုသာကတော့ကံကောင်းလို့ဘာမှမဖြစ်ခဲ့ပါဘူး။သူများရီအိုးအိမ်ပြုတ်ပြက်ပြီးတော့အသက်ဘေးနဲ့တုံ့တွေ့နေရတဲ့အချိန်မှာမာရုသာကတော့ဖီးယားတရားရဲ့ကျေးဇူးရဲ့ကံရဲ့ကြောင့်ဘာမှမဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။မာရုသာကငလင်းတန်ကြာမိသားစုဝင်တွေလည်းဘာမှမဖြစ်ခဲ့သလိုအိမ်နဲ့ဘာမှမဖြစ်ခဲ့တာပဲကံကောင်းခဲ့တာဂုံတော်ကိုပါရဲ့ကျေးဇူးကြောင့်နဲ့မိဘကိုလွကျွေးခဲ့တဲ့ကံကြောင့်မှအများမြင်မာသာအပျော်ရမ်းပြီးတော့ဒါမှကျိုးပေမယ့်ဖီးယားတရားကိုဆွဆွဲမြဲလောက်ကိုင်းသလိုမိဘကိုလည်းဖီးယားကိုကိုးကွယ်ပြီးတော့ကျေးမေပြုစုနေသူတရား ောက်လေးဖြစ်ပါတယ်သူလုံးနေတဲ့ကုသိုလ်ကောင်းမှုတွေကြောင့်တဘာဝဘေးမှာလေအန်ဒီရဲ့မကြုံခဲ့သလိုကောင်းအက်ဆီဒန့်ဖြစ်တဲ့အချိန်မှာလေအသက်ဘေးကနေလွတ်မြောက်ခဲ့တဲ့အထိပါပဲ။မဟုတ်တာကတိမကြခင်ကကောင်းအက်ဆီဒန့်ကြီးကြီးဖြစ်ခဲ့ပေမဲ့အသက်ဘေးကလွတ်မြောက်ခဲ့တာမလို့ဖီးယားတရားရဲ့ကျိုးကိုလေလက်တွေ့ခန်းဆားခဲ့ရသလိုမမြဲတဲ့သဘောတရားကိုတွေ့မြင်ခဲ့ရတာမလို့အခုဆိုရင်နောက်မှပိုကောင်းအောင်ကြင့်ကြံနေပြီလေဖြစ်ပါရီ။ မောက်တာခုဆိုရင်အရင်လိုဘောက်ဆက်ဆက်မဟုတ်တော့ပဲတရားစခန်းဝင်ပြီးတော့တိမ်မွေးတဲ့လူတယောက်ဖျားတရားအလုပ်တွေနဲ့ပြုံမွေးတဲ့လူတယောက်တွေနဲ့တွေ့မြင်ရမှလည်းဖြစ်ပါရင်ပရိသတ်တွေကတော့ပြောင်းလဲသွားတဲ့သူ့ရဲ့ပုံစံကြောင့်အမြင်မဲ့ဆုံးဆုံးရတာကောင်းနေဆိုပြီးတော့ချူစကားဆိုနေကြလည်းဖြစ်ပါရင်ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားစရာသတင်းကြောင်းရာပြင်နောက်ထပ်လည်းဒီပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုချိန်နဲ့တစ်ပြေးညီတင်ဆက်ပေးမှဖြစ်တာကြောင့်မလို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်